Starlink အကြောင်းရှင်းပြပါမယ်ခင်ဗျာ Starlink ဆိုတာကတော့ Space X ကဖန်တီးထားတဲ့အာကာသဆက်သွယ်မှု Internet စနစ်တစ်ခုဖြစ်ပါတယ်ဒီစနစ်ကတော့မြေကြီးပေါ်ကဂျိုးလူများကိုအသုံးပြုပြီး Internet အချက်အလက်တွေကိုမြေပြင်သုံးသူစီတို့ပေးပို့ပေးပါတယ်အကျိုးရှိချက်များကတော့ Internet မြန်နှုန်းမြင့်နဲ့လှိုင်းမရှိတဲ့နေရာတွေမှာပင်သုံးနိုင်တဲ့ဂိမ်းဆော်ခြင်းဗီဒီယိုခေါ်ခြင်းအတွက်တင့်တော်တဲ့နေရာတိုင်းမှာအသုံးပြုနိုင်တဲ့နည်းပညာအသစ်ဖြစ်တယ်လောက်ဆောင်ပုံအကြောင်းပြောရရင် တသုံးဆွဲသူအနေနဲ့ dish တက်စင်နဲ့ dish ကဂျိုတူးကနေအင်တာနက်လိုင်းကို လက်ခံနေနဲ့ဂျိုတူးများအနေအမြင့်အောက်ကဂျိုတူးတွေက မြေကြီးပေါ်က950ကီလိုမီတာလောက်အကွာမှာလှည့်ပတ်နေတယ်အရင်ဂျိုတူးစနစ်တွေထက်အနေနဲ့အတွက်လက်တက်မှုနည်းတယ်3 gateway station အေရတပေးပို့အမှတ်ဂျိုတူးကလက်ခံထားတဲ့အချက်လက်ကိုအေရတပေးပို့ဆက်စီပေးပို့တယ်အဲ့ဒီကနေနိုင်ငံအနှက်အင်တာနက်ချိတ်ဆက်ပေးတယ် လေးအင်တာနက်ကွန်ရက်တို့ပြန်ဆက်တယ်အေရတပိပုဆက်ကနေတုံးဆွဲသူစီအထိပြန်ပေးဖို့